Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ထောင်တန်းတသက်ချမှတ်ခံလိုက်ရတဲ့ကြားဖြန့်စကန်အားကြီးကြပ်ခဲ့သူဖိလစ်ပိုင်မြို့တော်ဝန်ဟောင်းအမျိုးသမီးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မြောက်ဘက်ကပန်ပန်ဆိုတဲ့ကျေးလက်မြို့လေးမှာ2022ခုနှစ်အစောပိုင်းတုန်းက Alice Lee ရဲ့ကောက်ဆိုတဲ့တွက်လက်တကြွတဲ့အမျိုးသမီးငယ်တအူးရဲ့မြို့တော်ဝန်နေရာမဲဆွဲပွဲအတွက်ဒေသခံတွေစုယုံရောက်ရှိနေကြပါတယ် သူကိုထောက်ခံတဲ့သူတွေကသူကြိုက်တဲ့ဖန်ရဝစ်စုံတွေကိုဝစ်ဆင်ခဲ့ပြီးတော့သူရောက်လာမှကိုစောင့်မျှော်နေကြတာလည်းဖြစ်ပါတယ်။ရဟယံတန်ကိုကြားလိုက်တာနဲ့တပြိုင်နက်ပဲလူအုပ်ကြီးကဟေကနဲအော်ဟစ်ကြိုးဆိုခဲ့ကြပါတယ်။လေမူးခန်းထဲမှာထိုင်နေတဲ့ကောင်ကတော့ပန်းအောင်ရှဲအင်းကြီးနဲ့လေမူးဟက်ဆက်ကိုတက်ဆင်ထားပြီးပြုံပြုံလေးလက်ပြနှုတ်ဆက်လိုက်ပါတယ်။ရဟယံဆင်းသက်လိုက်တာနဲ့ပဲလူအုပ်ကြီးကအဲလစ်ကောင်အဲလစ်ကောင်ဆိုပြီးတော့တန်ပြိုင်အော်ဟစ်ကြိုးဆိုခဲ့ကြပါတယ်။ အသက်32နှစ်အရွယ်ကာဝေရဲ့အရှိန်အဝါကတက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ရရောတဲ့ထောက်ပံ့ကြေးတွေစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဂရိကဝတ်တွေကိုသူ့ရဲ့ထုံးစံအတိုင်းတွတ်တွတ်လလတ်တက်တက်ကြွကြွပြောဆိုရင်းနဲ့မြို့ကန်တွေရဲ့ထောက်ခံမှုကိုရယူနိုင်ခဲ့ပြီးဒီမြို့ရဲ့ပထမဦးဆုံးအမျိုးသမီးမြို့တော်ဝန်ဖြစ်လို့လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတော့ကအားပေးခဲ့တဲ့သူတွေတဲမှဘသူကမှနောက်ထပ်၃နှစ်မပြည့်ခင်မှာကာဝူဟာထောက်နှန်းဆန်ရမယ်။ လူကုန်ကူးမှုတွေကြားဖြန့်လုပ်ရက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်တရုတ်တရှိုးလို့ဆွဆွဲခံရမယ်လို့ထင်ထားမှာတော့မဟုတ်ပါဘူးသူ့ရဲ့ကြာဆုံးကန်းကတော့ရဲတွေဝင်ရောက်စီးနှင်းမှုတစ်ခုနဲ့စတင်ခဲ့တာပါသူ့ရုံးခန်းနောက်ကျော်ကခြံဝင်းကြီးတစ်ခုထဲမှာတော့ကြီးမားတဲ့လိမ့်လည်မှုလုပ်ငန်းကြီးတစ်ခုလဲပတ်နေတာကိုလည်းတွေ့ရှိခဲ့ရပါတယ်အနာပိုင်းတွေကဆုံဆန်းစစ်ဆေးမှုတွေပိုလောက်လာပြီးတော့ကာဟုကသူ့ရဲ့အတိတ်နဲ့ပတ်သက်တဲ့အခြေခံမေးခွန်းတွေကိုဖြေဖို့အတွက်ရုန်းကန်နေရချိန်မှာပဲအဲလစ်ကာဟုဆိုတာတကယ်တော့ဘသူလဲဆိုတဲ့မေးခွန်းဟာထွက်ပေါ်လာခဲ့ပါတယ်။ လူတိုင်းချစ်ကြတဲ့မြို့တော်ပေါ့ကာဟုကတော့သူဟာဝက်မွေးမြူရဲ့လုပ်ငန်းကနေဒေသအတွင်းနိုင်ငံရေးလောကတွေကိုရောက်လာတာပါလို့ပြောကြားခဲ့ပါတယ်သူရဲ့မိသားစုရဲ့ဝက်မွေးမြူရဲ့လုပ်ငန်းကိုနှစ်အတော်အကြာဦးစီးလုပ်ကင်ခဲ့ပူးတယ်လို့လည်းဆိုပါတယ်ဒီလိုမျိုးအလောက်ကင်ပြောင်းလဲဖို့ဆိုတာငွေကြေးအများကြီးကိုလိုအပ်ပါတယ်နောက်ပိုင်းမှာတော့သူ့ရဲ့မဲဆွဲစီယုံရေးငွေကြေးတွေနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာတော့ဂါဟုကဝက်မွေးမြူရေးလုပ်ငန်းတုံးကမိတ်ဆွေတွေနဲ့အတိမိတ်ဆွေတွေကသူ့ကိုကူညီခဲ့တာဆိုပြီးတော့ပြောခဲ့ပါဗျာ ဒါပေမဲ့လို့ကောက်မှာတော့ချမ်းသာတဲ့တရုတ်စီးပွားရေးသမားတော်တော်များများနဲ့အဆက်အသွယ်ရှိနေခဲ့ပါတယ်။သူတို့အကြောင်းသိပြီးတော့မသိရပါပဲ။တချို့ကငွေကြေးခွာချမှုတွေနဲ့ပြည်ထန်ချမှတ်ခံထားရပြီးအခုအခါမှာတော့ကာဝန်နဲ့အတူတူလူကုန်ကူးမှုစွဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။သူ့ရဲ့မဲဆွယ်ပွဲတွေမှာသူ့ရဲ့ပျော်ပျော်နေတတ်တဲ့ပုံစံကိုအသားပေးခဲ့ပါတယ်။ပွဲတစ်ခုမှာဆိုရင်ကာဝူကကျမတို့အဖွဲ့အတွက်နံပါတ်၁စီကံကတော့ဘသူကမှမတိခိုက်စေရဘူးဆိုတာပါပဲ။တိခိုက်နေနိုင်အောင်လုပ်တာခွင့်မပြုပါဘူး။ ကျမတို့ကမေတ္တာတရားကိုပဲဖြန့်ဝေရမယ်။ချစ်မယ်ချစ်မယ်ချစ်မယ်လို့ပရိသတ်တွေကိုပြောကြားသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့အာနာပိုင်တွေကဂါဟုရဲ့လက်ထံမှာပြပြခဲတယ်လို့ဆွဆွဲထားတဲ့ထိခိုက်နစ်နာမှုတွေနဲ့ဆင်းရဲဒုက္ခတွေကိုဖော်ပြလိုက်တဲ့အခါမှာတော့ဒီလိုမျိုးပျော်ရွှင်စရာစကားလုံးတွေဟာရဲစရာလိုမျိုးဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့လို့2022ခုနှစ်ဇွန်လမှာယာရုစာယူချိန်တုန်းကတော့သူမဟာပန်ပန်မြို့တော်ခမ်းမကိုလူငယ်ဆန်းဆန်းတောက်ပတဲ့စွမ်းအင်တွေယူဆောင်လာခဲ့ပါတယ်။ အဆောက်အအုံကိုပန်းအောင်ဆေးတုပ်ခဲ့ပြီးတော့အပြင်ဘက်မှာပန်းတွေနဲ့အလှဆင်ထားခဲ့ပါသေးတယ်။ Alice ကလှတယ်၊ကျင်နာတယ်တခြားအမျိုးသမီးတွေကိုလည်းကူညီတတ်တယ်ဆိုပြီးတော့မြို့ထဲမှာဟင်းသီးဟင်းရွက်ဆိုင်ဖွင့်ထားတဲ့အသက်32နှစ်အရွယ်မေအပန်ကနေပြီးတော့ပြောကြားခဲ့ပါတယ်။သူကအမျိုးသမီးချင်းမို့လို့ခေါင်းကိုမဲပေးခဲ့တာပါ။မြို့တော်ဝန်အနေနဲ့ခေါင်းကမြို့ကအမျိုးသမီးတွေအတွက်တန်ရှင်းရဲ့အလုပ်တွေစီစဉ်ပေးခဲ့တယ်လို့လည်းပြောပါတယ်။ ဗန်ဗန်မျိုးကန်တော်တော်များများနဲ့စကားပြောကြည့်ရသလောက်တော့ဂါဟုတ်ကိုဂယုဆိုင်တက်ပြီးတော့စာနာတက်တဲ့ခေါင်းဆောင်တယောက်ဖြစ်သတ်မှတ်ကြပါရစ်အဲလစ်ရဲ့နိုင်ငံရေးမဟာမိတ်အူရဲ့သမီးဖြစ်သူမီအာမဂျီယာကတော့ဂါဟုတ်ကဒေသခံအိမ်တော်စုတိုင်းကိုပညာသင်စုတွေအခမဲ့ပေးခဲ့တယ်လို့ပြောပါရစ်နောက်တစ်ယောက်ကလည်းပဲကောလိပ်ပညာသင်စုတော့မရခဲ့ပေမဲ့ကျောင်းတက်ဖို့အတွက်တော့ထောက်ပံ့ကြေးတွေရခဲ့တယ်လို့ပြောကြားခဲ့ပါရစ်အသက်85နှစ်အရွယ်ရှိပြီဖြစ်တဲ့ Francisco Flores ကတော့ သူကကျွန်တော်တို့နေတဲ့ဘန်ဘန်ကဆင်းရဲသားတွေကိုအများကြီးကိုကူညီပေးခဲ့တာဗျစိတ်ဝါးတွေလည်းပေးတယ်လူတွေအပေါ်ဆက်ဆံပုံကလည်းဘာပြဿနာမှမရှိဘူးလို့စိတ်လှုပ်ရှားစွာနဲ့ပြောကြားသွားခဲ့ပါတယ်ကောင်းရဲ့လက်ထက်မှာတော့ McDonald's နဲ့ Philippine Fast Food ဆိုင်ဖြစ်တဲ့ Jollibee တို့ရောက်ရှိလာတာကိုလည်းသူကဂုဏ်ယူစွာနဲ့ပြောပြပါတယ် online မှာလည်းပဲကောင်းကိုထောက်ခံခဲ့တဲ့အကောင့်တွေကသူ့ကိုပွဲတန်းသဘင်တွေကျွဲပြိုင်ပွဲတွေဂီတာပွဲတွေနဲ့ပန်းရောင်လွှမ်းနေတဲ့နေမြေလေးကိုအုပ်ချုပ်နေတဲ့တိုးတက်တဲ့လူငယ်မျိုးဝန်တယောက်ဖြစ်နေပုံဖော်ခဲ့ကြပါတယ် ဒါပေမဲ့လို့ယာရူးယူပြီးတော့တနစ်ခွဲလောက်အကြာမှာဒီလိုဂယူးတဆိုင်တိဆောက်ထားတဲ့ပုံရိပ်လွာကြီးဟာစတင်ပြီးတော့ပြိုလဲလာပါတော့လေ။ဘန်ဘန်မျိုးရဲ့အမှောင်ချမ်း2024ခုနှစ်ဖေဖော်ဝါရီလမှာတော့ဘန်ဘန်မျိုးကချန်ဝင်းကြီးတခုထဲမှာလက်ပတ်နေတဲ့ဇွန်ယန်တက္ကနိုလော်ဂျီ Incorporated Company ကထွက်ပြေးလွတ်မြောက်လာတဲ့ဗီယက်နမ်နိုင်ငံသားတဦးအကြောင်းဖိလစ်ပိုင်ရဲတပ်ဖွဲ့စီတရင်ရောက်ရှိလာပါတယ်။မတ်လ12ရက်နေ့ညနေပိုင်းမှာတော့ရဲရာရှိတွေနဲ့စစ်သားတွေက မြို့တော်ခမ်းမကဂါဝုရဲ့ယုံကန်နဲ့တမင်းနဲ့လောက်ပဲလမ်းလျှောက်ရတဲ့အကွာဝေးမှာရှိတဲ့အဲ့ဒီနေရာကိုဝင်ရောက်စီးနှင်းဖို့အတွက်စုယုံရောက်ရှိလာခဲ့ကြပါတယ်။အဲ့ဒီမှာပါဝင်ခဲ့တဲ့တမရာယုံအဖွဲ့အစည်းဆိုင်ရာရာဇဝတ်မှုတိုက်ဖျက်ရေးကော်မရှင် PAOCC ကအရာရှိတဦးဖြစ်တဲ့ဒီလာဘတ်ကတော့တကောင်ရန်လောက်မှာခြံဝင်းတဲ့ကလူတွေ ဘတ်ကားတွေနဲ့ထွက်ခွာနေကြတယ်လို့သတင်းပေတွေစီကကြားရတယ်လို့ BBC ကိုပြောကြားခဲ့ပါတယ်။စီးနင်းဝင်ရောက်မဲ့သတင်းပေါက်ကြားသွားပြီလို့တန်တရားရှိတာကြောင့်မလို့ Mr. Dilapas နဲ့သူ့ရဲ့လုပ်ဖော်ကင်ဘတ်တရားဆိုရင်ခြံဝင်းစီကိုတန်းသွားခဲ့ကြပါတယ်။လမ်းမှာတစ်ဖက်ကိုထွက်ပြေးနေတဲ့လူတွေကိုတွေ့ရပြီးရင်းနှင်းထဲကအရာရှိအချို့ကလိုက်လံဖမ်းဆီးခဲ့ရပါတယ်။အဲ့ဒီနေရာကိုရောက်တဲ့အခါမှာတော့ဖိလစ်ပိုင်မှာတွေ့ဘူးသမျှအကြီးဆုံးလိန်လယ်မှုလုပ်ငန်းကြီးတစ်ခုကိုမြင်တွေ့လိုက်ရပါတယ်။ အဆောက်အအုံ36လုံးပါဝင်ပြီးတော့မြေဧက20နီးပါးကိုကျယ်ဝန်းပါတယ်ကျွန်တော်တို့အရန်ကိုအံ့ဩသွားတယ်ဗျာလေလံမှုလုပ်ငန်းခွင်တစ်ခုရဲ့ဝင်ပေါက်ကဒီလောက်ခန်းထားတာမျိုးပထမဦးဆုံးကျွန်တော်မြင်ဘူးတာပဲဒီခြံဝင်းတဲ့ကမှာကိုကိုကိုတိတ်ငယ်သွားတယ်လို့တော့ခံစားရတယ်လို့မစ္စတာဒီလာပတ်စ်ကပြောကြားခဲ့ပါတယ်နောက်ပိုင်းမှာပေါ်ပေါက်လာတဲ့အရာကတော့ဒီခြံဝင်းကိုတိဆောက်ထားတဲ့မြေနေရာကိုအရင်ကဂါအူပိုင်ဆိုင်ခဲ့တာဖြစ်ပြီးတော့မြို့နယ်ဝန်အနေနဲ့သူကဒီဇွန်ရန်ကိုလုပ်ငန်းလိုင်စင်ချပေးခဲ့တာဖြစ်ပါတယ် အဲ့ဒီနေရာမှာတွေ့ရတဲ့ meter bill တခုမှလည်းပဲသူ့ရဲ့နာမည်ပါနေပါတယ်။ဇွန်ရွမ်းဟာဆိုရင်တော့ online လောင်းကစားနဲ့ဖျော်ဖြေရေးကုမ္ပဏီအဖြစ်နဲ့ဟန်ပြထားပြီးတော့ဖိလစ်ပိုင်ပြည်ပလောင်းကစားလုပ်ငန်း license ရယူထားပါတယ်။အရင်တုန်းကတော့ဒီ license နဲ့ဖိလစ်ပိုင်မှာတရားဝင်လုပ်ကင်ခွင့်ရှိခဲ့တာပါ။၂၀၁၉မှာတမရဟောင်းဖြစ်တဲ့ Rodrigo Duterte လက်ထက်မှာလောင်းကစားစီးမြင်းတွေကိုဖြေလျှော့ပေးခဲ့တာကြောင့် ီပိုကိုလုပ်ငန်းတွေအများကြီးကိုပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လိန်လယ်မှုဂိုင်းတွေကလည်းပဲသူတို့ရဲ့ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့အတွက်ဒီပိုကိုလိုင်စင်တွေကိုအသုံးချခဲ့ကြပါတယ်။ဇွန်ရန်ကသူတို့ရဲ့ရုံကန်ကနေပြီးတော့ဝတ်သက်ချင်းလို့ခေါ်တဲ့လိန်လယ်မှုတွေလှုပ်ဆောင်နေတယ်ဆိုတော့တက်တေတွေတွေ့ရှိခဲ့တယ်လို့ PAOCC က BBC ကိုပြောကြားခဲ့ပါတယ်။ဝတ်သက်ချင်းဆိုတာကတော့လိန်လယ်သူတွေကတားကောင်တွေနဲ့ချစ်သူဒါမှမဟုတ်ဘောနော်။စီးပွားရေးလက်တွဲပေါ်အဖြစ်နဲ့ဟန်ဆောင်ပြီးတော့ယုံကြည်မှုတိဆောက်ပြီး အချိန်ယူကလိမ့်လည်တဲ့နီလန်ပဲဖြစ်ပါတယ်။ပြီးကမှငွေတွေကိုလိမ့်လည်တဲ့စီမံကိန်းတွေထဲယင်းနှိမ့်နှံခိုင်းတာဖြစ်ပါတယ်။အခုလအစောပိုင်းက POCC အရာရှိတွေလိုက်ပြလို့ခြံဝန်းတဲ့ရောက်ရှိတုန်းကလူမရှိတော့တဲ့ဝန်ထမ်းအိမ်ဆောင်တခုမှတားဟောင်းတွေကိုဘလို့လိမ့်ရမယ်ဆိုတော့တင်ကြားရေးစံညွှန်းကို BBC ကမြင်တွေ့ခဲ့ရပါတယ်။ငါကကိုပိုင်ဗန်နာရေးအင်ပါယာတခုတည်ထောင်ချင်တာလို့နိုင်ငံတကာဗန်တခုကအမျိုးသမီးခရစ်ပတိုကျွမ်းကျင်သူအဖြစ်နဲ့ဟန်ဆောင်ထားတဲ့စကောင်းကသူ့ရဲ့တားကောင်းကိုပြုတ်ပြပါဗျ။ ပြီးရင်တော့မြောက်ပင်ပြောဆိုပြီးတားကောင်ရဲ့အိမ်မက်တွေကိုဖွင့်ဟလာအောင်လို့တိုက်တွန်းပါတယ်။အဲ့ဒီနောက်မှာတော့အယောင်းဝယ်တစ်ခုလှုပ်လိုက်အောင်မယ်ဆိုပြီးတော့ခဏဆောင်ဆိုင်ခိုင်းကခဏနေတော့အမျက်အစွန်းအများကြီးရှားလိုက်ပြီလို့ပြောကြားခဲ့ပါတယ်။ပြီးမှတားကောင်ကိုအယောင်းဝယ်လှုပ်တက်လာလို့မေးပြီးတော့ငွေလွှဲခိုင်းဖို့အတွက်လမ်းခင်းပါတော့တယ်။ဒါကတော့ဒီခြံဝင်းတဲကနေပြီးတော့ကဘာတဝမ်းကဒေါ်လာဘီလီယံနဲ့ချီပြီးတော့လိမ့်လည်နေတဲ့နီလန်းနေတဲကတခုပဲဖြစ်ပါတယ်။အရှိတောင်အာရှတလွားကတရုတ်ရာဇဝယ်ဂိုင်းတွေကလောက်ကင်နေကြပြီးတော့ ဝန်ထမ်းတွေကတော့ဆန္ဒရှိလို့လုပ်နေသူတွေရောလူကုန်ကူးခံရပြီးတော့အတင်းအကျပ်ခိုင်းစေခံရသူတွေပါရောနှောလို့နေပါတယ်။ဒီလာပတ်ဆက်ပြောကြားချက်အရသူတို့ဟာဗန်ပန်ခြံဝန်းတဲမှာနိုင်ငံသား300ကျော်ကိုတွေ့ရှိခဲ့ပြီးတော့အများစုဟာဆန္ဒမပါဘဲနဲ့အလုလုကင်နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။စကားနားမထောင်တဲ့သူတွေအလုမထွင်တဲ့သူတွေအတွက်တော့ပြစ်ဒဏ်တွေကရိုင်းနှက်တာကနေတာမန်အဆင့်အထိအမျိုးမျိုးရှိပါတယ်။ငါမနဲ့ဖန်ငါရဲ့ပြတ်မှတ်တွေကိုပြည့်မီအောင် လုပ်မယ်ဆိုတော့စတာသားတွေကိုတရုတ်လိုမျိုး အချိန်ယာနဲ့ခြေပြီးတော့ကူရေးထားတဲ့မှတ်စုစာအုပ်တအုပ်ကိုလည်း BBC ကတွေ့ရှိခဲ့ပါတယ်။သူစုကြိုးတွေကာရန်ထားတဲ့နေရန်တွေအတွင်းကဝန်ထမ်းတွေနေထိုင်ရာနေရာဟာဘတ်စကတ်ဘောကွင်း၊စူပါမားကတ်နဲ့စားသောက်ဆိုင်တွေပါဝင်တဲ့တီးခြားကဘာလေးတစ်ခုလိုပါပဲ။ဝန်ထမ်းတွေက6ရောက်တခန်းနေရပြီးတော့အခန်းတိုင်းမှာအင်္ဂါနဲ့ရေချိုးခန်းပါတဲ့လသာဆောင်ပါဝင်ပါတယ်။သူတို့ရဲ့တထဲတွေကတော့တီးခြားဂိတ်တကားနဲ့နေရာတစ်ခုမှာနေထိုင်ကြတယ်လို့အဲ့ဒီထဲကဗီလာတစ်လုံးကို BBC ကိုလိုက်ပြရင်းနဲ့ဒီလာပတ်စ်ကပြောကြားခဲ့ပါတယ်။ စကြင်ကြောက်ပြားခင်းထားတဲ့အဲကဲမှာအဆင့်မြင့်ဖြောပြေးစနစ်လုံခြုံရေးမော်နီတာနဲ့တန်ဖိုးကြီးတက်မှာပရီဘောကတွေရှိပါတယ်။အိမ်နောက်ဖေးမှာတော့ရေကူးကန်ရှိပြီးတော့ဘေးမှာလှေကားတစ်ခုရှိပါတယ်။ဒီလှေကားတွေကတော့လွတ်မြောက်ရေးဥမင်လှိုင်ကောင်းတွေစီကိုဆင်းသွားတာဖြစ်ပြီးအခုတော့ရေတွေလွှမ်းနေပါပြီ။2024ခုနှစ်မတ်လ12ရက်နေ့ညနေပိုင်းမှာလုံခြုံရေးတပ်ဖွဲ့ဝင်ရောက်စီးနင်းချိန်မှာတော့လိန်လိုင်မှုဂိုင်းကောင်းဆောင်တချို့ထွက်ပြေးလွတ်မြောက်သွားကြပါပြီ။ ဒါပေမဲ့ဒီစင်းနေမှုကနိုင်ငံရေးအခြေအနေပြောင်းလဲမှုတစ်ခုကိုပြသလိုက်တာပါပဲ2022ခုနှစ်ဇွန်လမှာတော့ဂါဝူမြို့တော်ဝင်အဖြစ်ကျန်းသက်စာချင်းဆိုချိန်မှာပဲသမရရိုဒရီဂိုဒူတာတီရဲ့တက်တန်းဟာကုံဆုံးသွားခဲ့ပါတယ်သူကိုဆက်ခံခဲ့တဲ့ဖာဒီနန်မာကော့စ်ဂျူနီယာလက်ထက်မှာတော့ပိုကိုလုပ်ငန်းတွေကိုပိတ်ပင်ဖို့အတွက်တောင်းဆိုမှုတွေစတင်ပြီးတော့ရင်ဆိုင်လာရပါတယ်ဝင်ငွေတန်ပေါင်းများစွာရနေပေမဲ့အဲ့ဒီလုပ်ငန်းတွေရဲ့နောက်ွယ်ကရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးလူအဖွဲ့အစည်းရဲ့တတိပေးသံတွေဟာညံလာခဲ့ပါတယ် သူတို့ရဲ့အကြီးအမားဆုံးဖောက်သည်တွေကချမ်းသာတဲ့တရုတ်တွေဖြစ်တဲ့အတွက်နိုင်ငံခြားဩစာနှွမ်းမှုမှုနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေလည်းရှိလို့လာခဲ့ပါတယ်။အထူးသဖြင့်တော့မာကိုစ်ကသူ့အရင်လူနဲ့မတူဘဲနဲ့ဒီပေကျင်းထက်ဝါရှင်တန်နဲ့ပို့ပြီးတော့နှိစက်တာကြောင်းပါ။ဗန်ပန်မှာစီးနှင်းမှုဖြစ်ပွားတဲ့အခါမှာဖိလစ်ပိုင်ရဲ့အမောင်ချမ်းကိုဖွင့်ချလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။နိုင်ငံရေးလမ်းကြောင်းရှောင်းလန်းခဲ့တဲ့ပန်းအောင်ရုံကန်လေးနဲ့ ပို့ပြီးတော့မယိုးရှင်းတဲ့ရီမန်းချက်တွေရှိပုံရတဲ့လိမ်လည်မှုခြံဝင်းကြီးဆိုတဲ့ Alice Gao ရဲ့ကဘာနှစ်ခုဟာထတ်တူကြပျက်စီးသွားခဲ့ရပါတယ်။ Alice Gao ကတော့အဲ့ဒီတုန်းကထွက်ပြေးသွားခဲ့ပြီးတော့2024ခုနှစ်စက်တင်ဘာလမှာအင်ဒိုနီးရှားမှာဖမ်းဆီးခံခဲ့ရတာပါ။ဒီမှုနဲ့ပတ်သက်ပြီးတော့ Alice Gao အပါအဝင်နိုင်ငံသား၈ဦးကိုတော့ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့တယ်လို့အစိုးရရှင်းနေဖြစ်တဲ့ Olivia Torrivillas ကပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအခုတစ်ခါကျွန်တော်တို့ Star Channel ကနေတင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာလေးကတော့ထောင်တန်တသက်ချမှတ်ခံလိုက်ရတဲ့ကြားဖြန့်စကန်အားကြီးကြပ်ခဲ့သူဖိလစ်ပိုင်မြို့တော်ဝန်ဟောင်းအမျိုးသမီးအကြောင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့တဲ့ပရိသတ်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ